ကဲတားရသမီးတို့ရေဆရာတော့အချက်အသင်ခန်းစာမှာ line တစ်စီချောင်းကိုပြောသွားတာမှတ်မိတယ်နော်ကဲဒါဆိုရင်ဒီတစ်ခါဒီ line တစ်စီတွေကိုပို့ပြီးတော့မှတ်မိသွားအောင်ဆရာတားရသမီးတို့ပုံလေးပြမယ်ဆိုတော့အဲ့ပုံလေးထဲမှာတားရသမီးတို့ကဘယ် line ဘယ် line ဆိုတာကိုအမျိုးအစားလေးကြီးခွဲပြရမယ်နော်ဆရာရှေ့မှာသင်ထားတဲ့ line အမျိုးအစားတွေမှတ်မိရဲ့နော်ဒါတွေလည်းတစ်ခေါက်လောက်ပြန်နှွှဲ့ရအောင် straight line curve line wave line loop line ဒီ line လေးမျိုးတွေကပဲအမျိုးအစားလေးဆိုတော့သားတို့သမီးတို့ကဒီပုံထဲမှာခွဲပြရမယ်။ကဲဒါဆိုသားတို့သမီးတို့ရေဒီပုံထဲမှာကြည့်ကြအောင်ဆိုတော့ကဲဒါဆိုဆရာကိုပြန်ဖြေမယ်နော်သားတို့သမီးတို့က can you tell me which lines are straight correct very good okay so this time can you tell me which lines are curved very good so this time can you tell me which lines are wave excellent well done ကဲဒါဆိုရင်ဒါတို့သူတို့ကအားတော်ရနော်ဒီ lines အမျိုးအစားတွေကိုကောင်းမှမသိသွားပြီကဲဒါဆိုရင်ဆရာတို့နောက်ထပ်တပုံထပ်ကြည့်လိုက်ရင်မကောင်းဘူးလားကဲနောက်ထပ်တပုံလာပြီကြည့်လိုက်ကြအောင်ကဲဖြည့်မယ်နော် Can you tell me which lines are waved? Correct, very good. So, this time, can you tell me which lines are curved? Very good, excellent. So, this time, can you tell me which lines are looped? Excellent, well done. 깨달음으로 다 돌아있다. ဆိုတော့ဒီပုံနေထဲမှာเนาะဆရာတို့ကဘယ်ဟာ straight line လဲဘယ်ဟာ curve line လဲဘယ်ဟာ wave line လဲဘယ်ဟာ loop line လဲဒါတွေကို line မျိုးသားခွဲတက်သွားပြီဟုတ်တယ်เนาะကဲဒါဆိုသားတို့မိတို့ရေဆရာတို့ဒီ line သင်ခန်းစာမှာတော့ line တွေသည်ဆရာပြောခဲ့တယ်လို့ပဲဒါပကြီးမှာဆိုရင်တို့တို့ဒီအရန်ဟိုအခြေခံကြပါတယ်เนาะဒါလေးတွေကစပြီးတော့သားတို့သမီးတို့ကပကြီးဆွဲပြီးဆိုရင် လေ့ကျင့်ရတယ်เนาะဒါဆိုရင်ဒီ line မျိုးစားတွေလည်း꿰သွားပြီဆိုတော့ဒါတို့သမီးတို့ဒီအိမ်မှာပြန်ပြီးတော့ line လေးတွေကိုလှလှလိုက်ပြီးဆွဲနိုင်အောင်ပြန်ပြီးလေ့ကျင့်ပါဒါဆိုရင်နောက်ကျရင်ဒါတို့သမီးတို့ပကြီဆွဲတဲ့အခါကျရင်ဒါအားကိုလှတဲ့ပုံလေးတွေပကြီကားတွေထွက်လာမှာပါ